ဒီတရားကလည်းဘယ်လိုတရားကြီးမှလည်းမသိဘူး။ဘာနားလဲရမှမသိဘူး။ဟောတရားကိုရှုပ်ချတယ်လို့ခေါ်တယ်။ဓမ္မဋ္ဌိကကိုရှုပ်ချတယ်ဆိုတာဘာတွေဟောနေမှလည်းမသိဘူး။ဟော။ဘာတွေဟောနေမှလို့ဘာတွေပြောနေမှလည်းမသိဘူးရှုပ်ချ။ကိုယ့်ကိုယ်ကိုရှုပ်ချတယ်ဆိုတာဘာပြောတာတုန်းဆို။အေးဒီလိုလေးနဲ့တဲ့တရားကြီးတွေငါဘယ်နားနိုင်မလဲ။ငါဘယ်လိုလုပ်နားလဲနိုင်မလို့နားမလဲဘူး။ ိုယ့်ကိုမတန်ဘူးလို့ဒီလိုကိုယ့်ကိုယ်ကိုအထင်သေးအမြင်သေးမျိုးလည်းမလောက်ရဘူးလို့ဒီလိုဆိုလို့တယ်အဲ့ဒါတရားနာတဲ့ပုဂ္ဂိုလ်ဘက်ကဒီစိတ်ထားတွေမရှိရဘူးလို့ပြောတာအဲ့ဒီစိတ်ထားတွေရှိပြီးတော့တရားနာမယ်ဆိုလို့ရှိရင်တရားတို့တရားမြတ်တော်မရနိုင်ဘူးလို့ဟောထားတာဗျာ အဲ့ဒါမျိုးတွေစိတ်ထဲမှာရှိနေတယ်ဆိုရင်တရားဓုတရားမြတ်မရနိုင်ဘူးတဲ့ဒါကြောင့်မလို့မရှိစေရနောက်တစ်ခုကတရားနာပြီဆိုလို့ရှိရင်ဖိုးတွေးဒီတွေးတွေရှောက်တွေးမနေရဘူးတရားထဲမှာအာယုံဆိုင်ပြီးတော့နာရမယ်တဲ့ဝိခိတစိတ်တစိတ်တွေကဟိုရောက်ဒီရောက်နဲ့စိတ်တွေမငြိမ်မဲနဲ့တရားနာတာမျိုးမလုပ်ရဘူးစိတ်အာယုံဟာတရားထဲမှာစိုက်ထားပြီးတော့ဒီလိုပဲတရားနာရမယ်လို့ဒီလိုဟောတယ် နောက်တစ်ခုကဘာလို့ဆိုရင်ဟောထားတဲ့တရားပေါ်မှာမှန်ကန်တဲ့နှလုံးသွင်းတရားရှိရမယ်။ဟောဒီအချက်တွေနဲ့ပြည့်စုံမှတရားနာရင်ကနေပြီးတရားဓုတရားမြတ်တွေရနိုင်တယ်။တရားဓုတရားမြတ်မရလို့ရှိရင်အသိဉာဏ်တွေရနိုင်တယ်လို့ဒီလိုပြောတာ။အဲ့ဒါနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကတံပတ္တတမတ္တနိယမသုတ်ဆိုပြီးတော့အင်္ဂုတ္တမှာဟောထားတာ။ ဒါကတရားနာသူတွေမှတ်သားဖို့အချက်ကြီးပေါ့စကားကို မရှုတ်ချရဘူးတရားစကားကို မရှုတ်ချရဘူးတရားဟောဓမ္မဂတိကကိုမရှုတ်ချရဘူးအပြစ်မတင်ရဘူးမိမိကိုယ်ကို မရှုတ်ချရဘူးအပြစ်မတင်ရဘူးစိတ်ပြန့်လွင့်ပြီးတော့မနေရဘူးစိတ်တည်တည်ငြိမ်ငြိမ်နဲ့တရားနာရမယ်မှန်ကန်တဲ့နှလုံးသွင်းရှိရမယ်မှန်ကန်တဲ့နှလုံးသွင်းဆိုတာတရားပေါ်မှာ နှလုံးသင်တတ်ဖို့ကိုယ်တဏ္ဍာမှာထင်ဟပြီးတော့အော်ဒီတိုင်းဟောက်တာပါလားဟောက်တာပါလားမှန်ကန်တဲ့နှလုံးသွင်းလေးရှိဖို့လိုအပ်တယ်။ဟောနောက်တော့တုတ်ကြတော့ဘာကိုထပ်ပိုးပြီးတော့ထည့်ထားတော့ဆိုရင်တရားနာတဲ့ပုဂ္ဂိုလ်ဟာထိုက်တဲ့လို့အသိပညာရှိဖို့လိုအပ်တယ်တဲ့ထိုင်မိုင်းတဲ့အရေနာတဲ့ပုဂ္ဂိုလ်ဘူးလုံးနာမထွင်မဖြစ်တဲ့မူတဲ့ အသိပညာရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်စဉ်းစားထားရမယ်လို့ဆိုကောင်းတယ်ဆိုတဲ့အကြောင်းအကျိုးညီညွတ်တယ်မညီညွတ်ဘူးဆိုတဲ့စဉ်းစားတဲ့အသိဉာဏ်မျိုးရှိရမယ်လို့တလို့ဆိုနောက်တစ်ခုအရေးကြီးတာဘာလို့ဆိုလဲကိုမသိတာကိုသိအောင်မဆောင်ရဘူးတဲ့မသိရင်မသိဘူးပဲသိရင်သိတယ်တချို့ကကိုမသိပြီပဲလို့ငါသိပြီးသားပါလို့ဆိုပြီးတော့လောက်တတ်တယ်အထင်ရောက်တတ်တယ် ဒါတွေငါသိဘူးတာပဲငါကြားဘူးတာပဲငါမှတ်ထားဘူးတာပဲငါအကုန်သိပြီးသားဒါတွေဆိုပြီးတော့အဲ့ဒီလိုမျိုးစိတ်ဓာတ်မျိုးလဲမရှိရဘူးတဲ့အဲ့ဒါတွေရှိမယ်ဆိုရင် စိတ်ထားဖြူစင်မှုမရှိဘူးလို့ပြောတာဟောနောက်တစ်ခုနောက်တုတ်တန်တစ်ခုမှကြတော့ဘာတွေထည့်ပြီးတော့မြတ်စွာဘုရားဟောတော့ဆိုတရားနာတဲ့အခါမှာ ဂုံအကြီးချင်းနေလို့ဟိုကျေးဇူးတရားကိုကျေးဇူးကမ်းတဲ့အနေနဲ့ဘယ်နေရာပဲဖြစ်ဖြစ်ဝေဖန်ပြစ်တင်တာမျိုးနော်စကားရဲ့ဝေဖန်ပြစ်တင်မှုမျိုးမက္ခလို့ခေါ်တာပေါ့မက္ခဆိုတာဂုံကျေးဇူးကိုခြေဖြတ်တယ်ဒါတွေကငါသိပြီးသားတွေပါဒါတွေကအပေါ်စားတွေပါဒါတွေလူတိုင်းသိနေတာပါနဲ့ ဒီလိုပြောတာမျိုးဟာဒါမက်ခီလို့ခေါ်တယ်တရားဆိုတာယူသည်တွေပဲတည်ပြီးသားလဲထပ်ပြီးတော့ယူသည်တွေပဲနားထောင်ရတယ်လို့ဆိုလို့ရတယ်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်အပြစ်ရှာပြီးတော့တရားနာတယ်တရားနာတဲ့အခါမှာအဘယ်စကားလုံးအပြင်မှားတယ်ဘယ်ဟာကပြင်မမှန်ဘူးကိုတိထားတာနဲ့ဒါနဲ့လွဲနေတယ်လို့ အဲ့ဒါလို့အပြစ်ရှာတဲ့အနေနဲ့တရားမနာရဘူးတဲ့နောက်တစ်ခုကတော့ဓမ္မကတိကအပေါ်မှာဒေါသဖြစ်တဲ့စိတ်ဓာတ်မျိုးတလူဟာမျိုးမရှိရဘူးတိုက်ခိုက်လို့တဲ့စိတ်ဓာတ်မျိုးမရှိရဘူးဖြစ်တင်လို့တဲ့စိတ်ဓာတ်မျိုးမရှိရဘူးတဲ့အဲ့ဒါလို့မြတ်စွာဘုရားက တရားနာတဲ့အခါမှာတဲ့အဲ့ဒီအချက်တွေနဲ့ညီညွတ်ဖို့လိုအပ်ပါတယ် အဲ့ဒါမှတရားနာသူဟာစိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးတော့တရားနာရင်နဲ့အတိကျံဒူးတွေရပြီးနောက်ဆုံးမတ်ဖို့ထီအောင်ရနိုင်တယ်လို့မြတ်စွာဘုရားဒီသုတ်တန်တွေမှာဒါလို့ဟောတယ်။ဒါကြောင့်မလို့ပုဂ္ဂိုလ်ကိုကြည့်ပြီးတော့စကားတိုင်းဟာစကားကောင်းမဖြစ်ဘူး။ပြောတဲ့စကားဟာအကောင်းဖြစ်ပေမဲ့လို့အကောင်းမဖြစ်တာတွေရှိတယ်။အကောင်းဖြစ်အောင်ဆိုတာပုဂ္ဂိုလ်နဲ့လိုက်လျောညီတွေမှအကောင်းဖြစ်တယ် ဆိုပါစို့တရားတရားမရှိတဲ့လူကိုတရားတရားအကြောင်းသွားဟောလို့ရှိရင်စကားကောင်းမဖြစ်ဘူးတဲ့။ဘာဖြစ်လို့လို့ဆိုသူကတရားတရားမှမရှိတော့မရှိတော့တရားအကြောင်းပြောရင်သူကစိတ်တူတယ်။ဘာရီလာပြောနေတာသူ့မှာမရှိဘူးစိတ်တူတယ်။အဲ့ဒါကြောင့်မို့လို့တရားတရား မရှိတဲ့ပုဂ္ဂိုလ်ကိုတရားတရားအကြောင်းတရားအကြောင်းပတ်သက်ပြီးတော့ဟောရင်စကားကောင်းမဖြစ်ဘူးတဲ့။ ရှိတဲ့ပုဂ္ဂိုလ်ကြမှာစကားကောင်းဖြစ်တယ်ထို့တူပဲသီလမရှိတဲ့ပုဂ္ဂိုလ်သွားပြီးတော့သီလအကြောင်းသွားပြောရင်စိတ်တူတယ်နော်သီလအကြောင်းသွားပြောရင်စကားကောင်းမဖြစ်ဘူးအောင်မြင်တဲ့စကားလုံးမဖြစ်ဘူးသီလရှိတဲ့ပုဂ္ဂိုလ်ကမှသီလအကြောင်းစကားပြောရမယ်ဒါမှစကားကောင်းဖြစ်တယ်ဟောနောက်တစ်ခုကတော့ ဘဟုတုတ္တလိုက်စားတဲ့ပုဂ္ဂိုလ်ကြမှာသုတ္တနဲ့ပတ်သက်တဲ့စကားမျိုးဟာစကားကောင်းဖြစ်တယ်။ဘဟုတုတ္တနဲတဲ့ပုဂ္ဂိုလ်သွားပြောလို့ရှိရင်သုတ္တကို မလိုလားတဲ့ပုဂ္ဂိုလ်သွားပြောလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကစိတ်တူတယ်။ဒေါသထွက်တယ်။စကားကောင်းမဖြစ်ဘူးတဲ့။ပညာရှိတဲ့ပုဂ္ဂိုလ်မှပညာနဲ့ပတ်သက်တဲ့စကားမျိုးပြောလို့ရစကားကောင်းဖြစ်တယ်။ ပညာမရှိတဲ့ပုဂ္ဂိုလ်သွားပြီးတော့ပညာအကြောင်းသွားပြောရင်စိတ်ဆိုးတယ်တဲ့စကားကောင်းဖြစ်မလာဘူးမအောင်မြင်ဘူးလို့ဒီလိုပြောတာအဲ့တော့ပုဂ္ဂိုလ်ကလည်းပဲသရမဲ့တဲ့ပုဂ္ဂိုလ်ရှိတယ်နော်တီလမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဘ ਹੁ တုဒ္ဒမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်နောက်ပြီးတော့စွန့်ကျဲမှုဆိုတဲ့စာကမရှိတဲ့ပုဂ္ဂိုလ်ရှိတယ်ဒုတ်ပညာပညာမဲ့တဲ့ပုဂ္ဂိုလ်ရှိတယ်တဲ့ အဲ့ဒါမျိုးတွေကိုသွားပြီးတော့တရာအကြောင်းတို့သီလအကြောင်းတို့ဘောဓုတအကြောင်းတို့သာကဆွန့်လွမှုအကြောင်းတွေတို့ပညာပညာအကြောင်းသွားပြောမယ်ဆိုလို့ရှိရင်စကားကောင်းမဖြစ်ဘူးတဲ့စကားကောင်းဖြစ်ဖို့ရာအတွက်တရာတရားရှိတဲ့ပုဂ္ဂိုလ်တရာအကြောင်းဟောကျင့်နဲ့ဝန်တာတယ်ငါမှာဒါတွေရှိတယ်သီလရှိတဲ့ပုဂ္ဂိုလ်သီလအကြောင်းဟောဝန်တာတယ်ကျင့်တတ်တယ် ဘောဓုတ္တရှိတဲ့ပုဂ္ဂိုလ်ဘောဓုတ္တဆံရာတွေပြောတယ်သဘောကြတယ်စွန့်ကျဲတတ်တဲ့ပုဂ္ဂိုလ်လှူဒန်းတတ်တဲ့ပုဂ္ဂိုလ်စာကအကြောင်းပြောရင်သဘောကြတယ်ခြေနဲ့တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်ပညာအကြောင်းပြောရင်သဘောကြတယ်ခြေနဲ့တဲ့စကားကောင်းဖြစ်တယ်ဒါလည်းပဲမြတ်စွာဘုရားကဒုက္ခထာဆိုတဲ့သုတ်တံမှာဟောထားတာရှိတယ်ဒါတွေကအလွန်မှတ်သားစရာကောင်းတယ်